ဒီနေ့မှာတော့အားလုံးအတွက်အရေးကြီးတဲ့အာဟာရအကြောင်းကိုမျှဝေပေးသွားချင်ပါတယ်။ကျမကတော့မဖွင့်ဖြစ်ဝင်ပါဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်။ အရေးကြီးတဲ့အာဟာရဆိုတာဘာကိုပြောချင်တာလဲဆိုတော့လူတယောက်ကျန်းမာဖို့အတွက်အထူးအချက်ဖြစ်တဲ့အာဟာရကိုမှန်မှန်စားတာပဲဖြစ်ပါတယ်။စားတဲ့အခါမှာလည်းများများစားတာဝဝစားတာတွေမကပဲနဲ့ကျမတို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်ပစ္စည်းတွေကို လုံလောက်အောင် ရရှိအောင်စားနိုင်ဖို့လိုအပ်ပါတယ်။တစ်ခါတလေမှာခန္ဓာကိုယ်က ာဟာရမပြည့်မီတဲ့အခြေအနေမျိုးတွေရှိနေတတ်ပါတယ်ဘလို့အခြေအနေမှာအာဟာရမပြည့်မီတာလဲဆိုလို့ရှိရင်တော့ဝန်းလျှော်နေတဲ့သူတွေတွေအားနေရောကခံစားနေရတဲ့သူတွေနောက်ပြီးအခြေအနေတစ်ခုကြောင့်မလို့အစာမစားနိုင်တဲ့သူတွေယောဂအခန်းကြောင့်စားမဝင်တဲ့သူတွေစီချိုတွေတိုအသက်အဆုံးနာတာရှိယောဂကြောင့်မလို့ခန္ဓာကိုယ်ကအာဟာရလိုအပ်ချက်ကပိုများနေတဲ့သူတွေခန္ဓာကိုယ်ပြန်လည်တည်ဆောက်ဖို့အတွက် ာရကိုပို့ပြီးတော့လိုအပ်တဲ့ခွဲစိတ်ပြီးစလူတွေဒဏ်ရာကြီးကြီးရထားတဲ့သူတွေအသက်အရွယ်ကြောင့်လို့အစာစားခြင်းစိတ်မရှိတဲ့သူတွေသွားမရှိလို့မစားနိုင်တဲ့သူတွေစတဲ့အသက်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့အာဟာရကိုလုံလောက်စွာမရရှိတာမျိုးတွေရှိနေတတ်ပါတယ်အဲ့လိုအခြေအနေတွေမှာအရေးကြီးဆုံးကတော့ oral nutrition supplement ဆိုတဲ့အစားထိုးဖြည့်စွက်ရမယ့်အာဟာရတွေပဲဖြစ်ပါတယ်။အဲ့လိုအထောက်အကူဖြစ်စေမယ့် nutrition ပေါင်းတာတွေတဲက protein ဆိုတဲ့အသားဓာတ်ကို ပြည့်ပြည့်ဝဝရစေမယ့် promax nutrition ပေါင်းတာအကြောင်းကိုပြောပြပေးသွားချင်ပါတယ်။အသားဓာတ်ကိုမြင်မြင်ရဖို့ဆိုလို့ရှိရင် protein ကဘလောက်ရေးပါတယ်ဆိုတာကိုသိထားကြပြီးဖြစ်မယ်ထင်ပါတယ်။ promax ကအာဟာရဆိုင်ရာအထူးကုဆရာဝန် nutritionist ကိုတိုင်မြမပထမ ားဆုံးအစီအစံကနေထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့အာရပြေဝပြီးစိတ်ချရတဲ့နှုတ်မုံဖြစ်တယ်။ Proman မြေပဲနှုတ်တစ်ခွက်မှာဆိုလို့ရှိရင်အသားဓာတ်က73 gram ရရှိပြီးတော့အမြင့်ဓာတ်က2.9 gram ရရှိတယ်။ဒါကြောင့်မလို့ကြွက်သားတွေကိုကျန်းမာတန်ဆွမ်းစေတယ်။ကယ်လိုရီဆိုလို့ရှိရင်196ရှိတဲ့အတွက်ကြောင့်မလို့အာရဓာတ်ကိုပြေဝစွာရရှိစေတယ်။အမြင့်ဓာတ်ကြောင့်မလို့ဥလန်းချောင်းကျန်းမာရေးကိုကောင်းစေတဲ့အတွက်ဝမ်းပိုက်ပြဿနာကိုဖြေရှင်းပြီးသားဖြစ်တယ် ကိုခံအားကိုလည်းမြင့်တင်ပေးနိုင်တယ်ဒီ promise မြေပဲနို့ရဲ့အရသာပါကြတော့သူကတပါဝအစီအစံကနေထုတ်ထားတာဆိုတော့တောက်လိုက်လို့ရှိရင်တပါဝအရသာကိုရတယ်အဲ့ဒါလေးကိုသဘောချမိတယ်နောက်ပြီးအားဖြစ်တယ်ဗိုက်ပြည့်တယ်လို့လည်းခံစားရတယ် promise မှာရှိသေးတယ်နောက်ထပ်နှမျိုးကကြတော့ promise တီဟိုစင်ချောကလက်အရသာကိုမှအချိုပါတာနဲ့စီချိုအထူးတော့ DM ဆိုပြီးတော့ရှိပါတယ် DM မှာကကြတော့စီချိုတကြား ာနဲ့ထုတ်ထားတာပေါ့နော် Promet Thiose Chocolate အရာသာတစ်ခွက်က Prodigat က8.5ကနေ9.5 gram ရှိတာပေါ့နော်အခုပြောပြနေတဲ့ Protein Dat ကခနာကိုအတွက်အရန်အရေးကြီးတော့ကြတော့ဒီလိုမျိုးတစ်ခွက်တောက်တယ်ဆိုလို့ရှိရင်ဘလောက်သေချာပေါက်ရမလဲဆိုတာကိုသေချာကြည့်ရပါတယ်ဒါမှသာအခုလိုမျိုးတောက်ပြီးတော့ကိုလိုအပ်တဲ့အာဟာရဓာတ်ကိုပြည့်ပြည့်ဝဝရရှိစေမှာ ဖြစ်ပါတယ်သေချာမစီစစ်ဘဲနဲ့ကြုံတယ်လို့တောက်နေတယ်ဆိုလို့ရှိရင် င်ကိုကလိုအပ်နေတဲ့ချိုးတက်နေတဲ့အာဟာရဓာတ်ကိုရရှိခြင်းလို့ဖြည့်ခြင်းလို့တောက်တာပေါ့နော်တောက်အလကားဖြစ်နေမှာပဲဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ဒီလိုမျိုးအစစ်ဆန်တွေက အဆီတက်များတယ်ခန္ဓာကိုယ်အတွက်မကောင်းဘူးသွေးတွင်းအဆီကိုများတာနှလုံးသွေးကြောခြင်းယောဂနှလုံးယောဂရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်အဆင်မပြေဘူးဆိုပြီးတော့ပြောတတ်ကြပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခုပြောချင်တာကတီဟိုစီမှာပါဝင်တဲ့မပြေဝစီအိုမီကာ69 unsaturated fat ကဒီသွေးတွေကမကောင်းတဲ့အဆီကိုယောကြစေပြီးတော့ကောင်းတဲ့အဆီကို တက်စေပါတယ်ဒါကြောင့်ပြောရလို့ရှိရင် っ တောက်လို့ရတယ်စီချိုယောဂရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဟိုစီးကဒီသွေးတွင်းတကြားဓာတ်ကိုယောကျစေပြီးတော့ကိုလက်စတောမပါဝင်တဲ့အတွက်ကြောင့်မလို့ Promax DM ဒီဟိုစီးချောကလက်အရာတာကိုတောက်လို့ရတယ် Promax ကအသားဓာတ်အဟာရဓာတ်ကိုရရှိစေရောအပြင်မျက်လုံးအတွက်နှလုံးအတွက်အယိုးအတွက်အသားရည်နဲ့ဇပင်အတွက်ပါကောင်းစေတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိစေနိုင်ပါတယ်ဒီဟိုစီးထဲမှာပါဝင်တဲ့

antioxidant နဲ့ flavonoids က anti-inflammatory action ရှိတဲ့အတွက်ကြောင့်လို့ကင်ဆာဆဲတွေဖြစ်ပေါ်မှုကိုလည်းတားပေးနိုင်တယ်။ Prometheose chocolate အရသာတစ်ခွက်ကိုတောက်ထားတယ်ဆိုလို့ရှိရင်အချိန်တော်တော်ကြာအစာခံတဲ့အတွက်ကြောင့်မလို့ဝေးချခြင်းတဲ့သူတွေ meal replacement အဖြစ်ပေါ့နော်။အစာတူ snack တစ်ခုလည်းသူ့ကိုအသုံးပြုလို့ရတယ်။အာဟာရပြည့်ဝဖို့ protein တန်ရရှိဖို့ဆိုလို့ရှိရင် Promet ၃ဆုံးကိုရေနွေးနွေးလေးနဲ့ဖြုတ်ပြီးတော့တနေ့ တစ်ချိန်ကနေနှစ်ချိန်တောက်နိုင်ပါတယ်။ကဲဒါလို့ဆိုလို့ရှိရင်တော့အားလုံးအတွက်အရေးကြီးတဲ့အာဟာရအကြောင်းကိုနားထောင်ရင်းနဲ့ Promax Protein Powder အကြောင်းလေးကိုပါသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝင်ပြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျန်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။